မန်တရားမြတ်တို့သူများအားလုံးမင်္ဂလာပါဗျာနော်ဒီနေ့ကျွန်တော်ဒီတက္ကသိုလ်ကတိကဆရာမဒေါ်ဝင်းဝင်းအောင်နဲ့ပတ်သက်ပြီးပေါ့နော်စကားနည်းနည်းပြောရှင်တယ်ဒေါ်ဝင်းအောင်အောင်နဲ့ပတ်သက်ပြီးပြောရှင်တယ်လို့မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီးပြောရှင်ပါတယ်နော်ဒီနေရာမှာဒီဒေါ်ဝင်းဝင်းအောင်ကရခိုင်လူမျိုးစစ်တွေဇာတိလို့ပြောထားတယ်တွေ့တယ်အဲ့တော့စကားဆိုင်ထုတ်ပြန်ချက်ထင်းမှာဒေါ်ဝင်းဝင်းအောင်ကအာရခတ်တက်တော်နဲ့တော်ကြပူပေါင်းတယ်ဆိုပြီးပြောဆိုထားတာတွေ့ရတယ်ဒီတော့ အမှန်အကန်သာဒေါက်တာဝင်းဝင်းအောင်ကနော်သူ့စန္ဒအရောက်အာခတ်တက်တော်နဲ့ပူပေါင်းနေဆိုရင်တော့ကျွန်တော်တို့အတွက်ဂုံယူစရာဝမ်းမြောက်စရာနော်ဒီဘယ်လိုပြောမလဲလေးစားစရာအမျိုးသမီးရခိုင်အမျိုးသမီးတယောက်လို့ကျွန်တော်မှတ်ယူရမှာဖြစ်ပါတယ်ဟုတ်လားသူ့ရဲ့ဂုံဒရက်တွေယာထုတွေအာနာတွေကိုနော်ထားဆွဲမခဲ့ပြီးရင်အဖိနှိတ်ခံရခိုင်ဒေသပညာရေးချုပ်တဲ့နယ်ရခိုင်ဒေသမှာတော့ပြီးရင် အမှုထမ်းဖို့ဆောင်ရွက်တဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကတော့တကိတ်ကိုလေးစရာကုံစရာကောင်းတဲ့သူရဲကောင်းတရားဖြစ်ကျွန်တော်မှတ်ယူရမှာဖြစ်ပါတယ်။ဒီတော့ဒီနေ့ကျွန်တော်ပြန်ကြည့်ရအောင်။စကားဆန်းကနေပြီးမနော်စကားဆန်းမြန်မာနိုင်ငံမှာလူမျိုးရေးဘွာကြောင့်အုတ်နဲ့ချုပ်ကိန်နေတဲ့လက်ရှိစကားဆန်းလူဖွေးစီတီကဆိုလို့ရှိရင်တိုင်းရင်းသားလူမျိုးတွေဖြစ်တဲ့ရခိုင်လူမျိုးပါပဲပေါ့နော်အခြားလူမျိုးတွေကိုဒီသူရဲအုတ်ချုပ်မှုအော်ရန်ရန်တရားအောက်မှာရှိတဲ့နော်ဒီကျွန်တော်တိုင်းရင်းသားလူမျိုးတွေကို ယုံကြည်မှုမရှိဘူးမယုံကြည်ဘူးလို့သူကမျက်လုံးတောက်ထောက်ချင်တာတွေ့ရရခိုင်တခုတည်းမဟုတ်ဘူးကချင်ရောချင်းရောကရင်ရောမွန်ရောအကုန်ဗမာအပါဝင်ပေါ့တော့သူတို့မျက်လုံးတောက်ထောက်ချင်တယ်ဘာဖြစ်လဲသူတို့ကိုအာနာဖီဆိုင်ပြီးသူတို့ကိုကလန်တော့မယ်ဆိုတဲ့အတွေ့တွေသူတို့အပြည့်နဲ့ရောက်နေဒီတော့ဒီလိုအတွေ့တွေရောက်နေတဲ့အတွက်နဲ့ဒီလိုဖြစ်သွားတာဟာလေပုံမှန်ပါဘာဖြစ်ဒီလူတွေကိုယ်တွေကစိတ်ထဲမှာချင်းချင်းလာတယ်ဟာနေရတာမလွယ်လဲတော့ဘူးဟာငါရခိုင်လူမျိုးတယောက်ရိုးရိုးသားသားအမှုထက်တာဝန်ထက်ဆောင်နေပေမဲ့ငါ့ကိုမျက်လုံးတောက်ထောက်ကြည့်နေတယ်ဆိုတော့ခန်းစားချက် ရခိုင်ဆိုတဲ့လူတွေကိုနှိမ့်နှိမ့်နှိမ့်ချနေတယ်ဆိုတော့ခံစားချက်တွေဝင်လာတဲ့ခါသူတို့ဟာသူတို့ပိုင်ဆိုင်မှုစီစဉ်အုပ်ဆက်တွေကိုဆွန်းလက်ပြီးရင်ငါပဲဆိုဆိုငါတို့ဟာကိုလူမျိုးနဲ့ပူပေါင်းရမယ်ဆိုတဲ့စံတာနဲ့ပူပေါင်းတော့တယ်ဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ဒါအတိတ်ကြက်ကထုတ်ပြန်တာမရှိဘူးအဲခက်တော်လည်းထုတ်ပြန်ထားတယ်မရှိတဲ့တော့ကျွန်တော်ကဒါကိုပုံတင်နေရကောက်ချလို့မကောက်ချချလို့မရဘူးရခိုင်လူမျိုးတယောက်ဖြစ်တဲ့အတွက်နဲ့အခက်တော်ကို နဲ့ခေလူမျိုးကိုတိုက်ခိုက်ခြင်းလို့စကားစားနေပြီဒီလိုထုတ်ပြန်တာလည်းဖြစ်ကောင်းဖြစ်မယ်နော်တကယ်လို့အဲ့ဒီအမျိုးသမီးကိုခေဒေသမှာပေါ့ဗျာဟိုကြောက်ဖြူလို့စေးတွေလို့မှသွားပြီးဟွာဖြစ်တယ်ဆိုတမျိုးအခုကမြန်မာနိုင်ငံအလေပိုက်မန္တလေးတိုက်နော်ပြည်မနာပြောဝေးအဲ့ဒီဘက်မှာသူကပျောက်ဆုံးသွားတယ်ဖြစ်တဲ့အတွက်နဲ့ PDF တွေနဲ့ဖန်ဆီးထုတ်တာလည်းဖြစ်ကောင်းဖြစ်မယ်ဟုတ်လားအော်မြန်မာစီးဆိုးအဖွဲ့မှာအမှုထက်နေတဲ့ non non citizen ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဖန်ဆောက်တာလည်းဖြစ်ကောင်းဖြစ်မယ်ဒါကိုတွဲချင်းတွဲချချင်းအားဖြင့်ဒီစကားစားဆိုတဲ့အဖွဲ့စီနော်ဒီလက်နက်ကရအချိန်ဖက်အဖွဲ့က တိုင်းသားလူမျိုးတွေကိုယုံကြည်မှုမရှိဘူးအမြဲတမ်းအနိုင်ကျင့်နှိမ်ချဖို့လုပ်နေတယ်ဆိုတော့ကျွန်တော်မျက်မြင်ကိုတွေ့ရတယ်ဒါရခိုင်ကူလေးမဟုတ်ဘူးနော်လူမျိုးတိုင်းကိုပြောပြတာဒါတော့တကယ်လို့ကဒေါ်ဝင်းမင်းအောင်ကပေါ့နော်သူရဲ့စင်တာအလျောက်နော်အော်ငါတို့ဟာကိုလူမျိုးတွေဒီချိန်မှာပေးဆက်ရမယ်ဆိုတဲ့စင်တာနဲ့ရခိုင်လူမျိုးတွေတော့ရခိုင်အခက်တက်တော်နဲ့ပူပေါင်းသွားတယ်ဆိုလို့ရှိရင်ဒါအရန်ကောင်းမွန်တဲ့အမျိုးသမီးတယောက်စုဖြတ်ချက်ကျွန်တော်ဂုံယူရမယ်လေးစားမယ် သူရရထုအာနာပါဝါတွေကိုဆွန့်လက်ပြီးရင်နော်ပိုင်ဆိုင်မှုတွေဆွန့်လက်ပြီးရင်အဖိနှိတ်ခန့်လူမျိုးကိုလူမျိုးတို့အတွက်တွားရောက်ပူပေါင်းတယ်ဆိုလို့ရှိရင်ဒါတကယ့်သူရေကောင်းပဲနော်အရက်ကိုဂုံယူဝန်းကြောက်စရာကောင်းတဲ့တဲ့ခေါင်းတစ်ခုလို့ကျွန်တော်မှတ်ယူရမှာဖြစ်တယ်ဒုတိယတစ်ချက်ပါလဲဆိုတော့စကားဆက်ကအဲ့လိုမျိုးလူမျိုးရေးပြဿနာတွေရှာပြီးရင်အမြဲတမ်းဒီသူတို့လက်အောက်မှာတာဝန်ထမ်းဆောင်တဲ့ရခိုင်လူမျိုးတွေကိုဖိနှိတ်ပြီးတယ်ဆိုတာအခုမှမဟုတ်ဘူးအရင်အရင်အရင်ကပဲရှိတယ် စစ်တပ်ထိမှလည်းရခိုင်လူမျိုးတွေကိုမျိုးမစစ်ရခိုင်လူခေါ်လို့ခေါ်ဗမာတွေဒီရေတပ်ထိမှလည်းအဲ့လိုခေါ်လာကျောင်းဆရာမဆရာဒီအစိုးရဝန်ထမ်းဟူသူများမှလည်းဆိုတာသူအရာရှိတွေကရခိုင်တွေကိုနှိမ့်ပြီးစကားပြောတာကြအများကြီးကျွန်တော်ပူလေကြားဖူးတယ်ပေါ့နော်ဒီတော့အများစုပေါ့နော်ဒီလူမျိုးတွေကတဆုပ်ကြတယ်အများစုပေါ့မာမာလူမျိုးအားလုံးတော့မဆောင်ကပါဘူးနော်ဒီတော့လက်ရှိတော့ဝင်းဝင်းအောင်နဲ့ပတ်သက်ပြီးရင်ကျွန်တော်တို့တည်င်းအမှန်ကအေအေကထုတ်ပြန်လာမှကျွန်တော်ကတည်င်းအမှန်တက်မဲ့လို့ရပဲဒီလိုမဟုတ်ပြင်းတဲ့တော့ဝင်းဝင်းဟောင်ဟာဟုတ်လား PDF ဖန်တော့တာလည်းဖြစ်နိုင်ဖြစ်ကောင်းဖြစ်မယ်နော် သူမဟုတ်အကျော်အမျိုးမျိုးပြားပြီးရင်နော်ဘယ်လိုပြောမလဲဒီလုံချက်ဇလက်နဲ့လုံတော့တာဖြစ်မှာဥမာအဖြစ်ဟုတ်လားသူချိုကဏ္ဍနဲ့လုံပြီးရင်ပေါ့နော်သူချိုလုံဖို့အတွက်အေးကိုဖြစ်ဖြစ်ပီရဲကိုဖြစ်ဖြစ်တော့ရောက်ပြီးရခိုင်လူမျိုးဆိုပေမဲ့ဗမာရဲ့နော်ဩဇာအထက်ကိုနှိမ့်သက်ပြီးရင်သူချိုလို့ဖို့တော့လေဆိုပြီးရင်ဒီဘက်ကနေတတိယမိုင်းထုတ်ပြတာလေဖြစ်ကောင်းဖြစ်မယ်ဒါတွေကိုကျွန်တော်စီစေရမယ်နော်စစ်မှန်တဲ့ဟိုလာတဖက်တဖက်နားလည်မှုနဲ့ပေါ်လိုက်တဲ့ဆိုရင်ကျွန်တော်က welcome ပဲအဲ့လိုမဟုတ်ပင်းနဲ့ ဆက်ကစားအလိုကျသူချိုလုံဖို့သွားလိုက်တယ်ဆိုလို့ချင်းကျွန်တော်တို့ကတောင်ခရူးဆိုင်မှာအချက်တွေဖြစ်တယ်နော်ဘယ်လူမျိုးပဲဖြစ်ဖြစ်ဒီထားဝတ်လူတွေဒီတော့ဒီလိုသနာတွေဖြစ်နေပါကြောင်းလဲဘာတွက်လဲဆက်ကစားရဲ့နော်အာနာကမတရားယူမှုနော်ပြည်သူလူထုမတရားသက်ပြဲမှုတိုင်းသားတော်လှန်ရေးအဖွဲ့တွေကိုမတရားအနိုင်ကျင့်မှုလည်းနဲ့နဲ့အာကုန်အနိုင်ကျင့်မှုပြည်သူလူထုတွေကိုဟုတ်လားမတရားဘုံကျွေးသက်ပြဲမှုဒီကိစ္စတွေကြောင့်ဒီလိုလုံရက်တွေပေါ်လာတာဟုတ်လားပညာတတ်တွေမြတ်ဟာ လက်ချီစကားလုံးလုံးနေတဲ့လုံရက်တွေကိုဟုတ်လားသူဝန်းစာရွေးတဲ့အတွက်ကငုံခန့်နေတဲ့လူတွေရှိကောင်းရှိမှအများစုကနော်အနေစုတော့ထားလိုက်ပါတော့အများစုကအဲ့လိုဖြစ်မဲ့သို့တော်လည်းသူတို့ယဉ်ထင်းမှာဘလောက်နာကြည့်နေမလားဟာပညာသင်မဲ့အရွေကလေးတွေပညာမသင်ရဘူးကြောက်ရရှိပါလေနဲ့ဟုတ်ကဲ့ဒီကသူသွားရောက်ပြီးဘုံကျင်းနေတဲ့အတွက်နဲ့ပညာသင်မှုမရဘူးစစ်ပွေးရစစ်ပွေးရနဲ့တူအောင်လို့စစ်ပွေးစစ်ပွေးလို့ဒီမှာပညာရေးပညာရေးစဲမှရေးချက်မှရှိရမယ်နော်အဲ့လိုမျိုးမဟုတ်ပေနဲ့ ငါတို့မထိန်ချွားရနေမိပါငါတို့လုံးချတာလုံးမယ်ဆိုပြီးနေစဉ်ရက်ဆက်သွားရဘုံကျင်းနေတယ်ခိုင်တွေတမ်းမှာကြေးလိုက်ကချင်မှာကြေးလိုက်ခရမှာကြေးလိုက်ဟုတ်လားချင်းမှာကြေးလိုက်နေတိုင်းကျင်းနေတာဒီတော့တကယ့်ကိုမြန်မာနိုင်ငံမှာမြန်မာနိုင်ငံကိုရှေ့တက်ပြည်သူလူထုတွေကနေကြတဲ့ကတော့စိတ်ထိတ်မှာနာကျင်နေမှာပဲလေနော်မရရတဲ့နေ့ကထွက်ဖောက်ထွက်မယ်ဆိုတော့သူတို့ဆန္ဒရှိနေမှာပဲနော်ဒါကတစ်ချက်ပေါ့ဒီတော့ကျွန်တော်တို့ကဆရာမတော်တတိကတော်ဝင်းဝင်းအောင်ပေါ့နော်ကျွန်တော်ပြောချင်တာကကျွန်တော်တို့ဆန္ဒရောက်စဉ်းစားကြည့်တာကတော့ စကားစကားလှောက်လိုက်တဲ့သူချို့မဟုတ်ပေးတဲ့ပေါ့နော်တကယ်ပဲစိတ်မှန်တဲ့ခံယူချက်နဲ့တုံလိုင်းဖွင့်တဲ့ပူပေါင်းသွားတယ်ဆိုတဲ့မျိုးအဲ့လိုမဟုတ်ဘဲနဲ့ဖက်စီခံထားရတဲ့ဆိုရင်လည်းတဖုံပေါ့နော်အဲ့လိုမျိုးဆိုတဲ့ချက်မှာဖက်စီခံထားရတဲ့ဆိုရင်လည်းဒီဖက်စီထားတဲ့တုံလိုင်းရဲ့အဖွဲ့တွေနေရတယ်ပေါ့နော်သူကစီစစ်မှာပဲဟုတ်ပြီအဲ့ရောအေးလည်းတော့ပူပေါင်းတယ်ဆိုရင်သူကစိတ်မှန်တဲ့ယူယူချက်နဲ့ကိုလိုမျိုးတော့တယ်ဆိုပြီးကျွန်တော်တို့က welcome ဒါပူရဲကောင်းပဲဒီခေတ်လူမျိုးအတွက်နော်သူရဲကောင်းပဲမြန်မာနိုင်ငံအတွက်သူရဲကောင်းပဲအဲ့လိုလူမျိုးတွေအများကြီးပေါ်ဖို့လိုတယ်အများကြီးရှိဖို့လိုတယ် ဒီနိုင်ငံပြုပြပြောင်းလဲရေးမှာဒါလေးကိုကျွန်တော်ကပြောချင်တာဖြစ်တယ်ဒီတော့လက်ရှိဒီဗမော်တိုက်ပွဲရေးမှာဗမော်မှာကြာလူလူဒီစကားစားရဲ့ပေါ့နော်ဒီစကားခ27ကြာလူလူပေါ့ဗျာနော်အဲ့ဒီကြာလူလူအချိန်မှာသူတို့ကဘာလုပ်လဲဆိုတော့ဒီ KYA ကိုမျက်လေးပြပြီး KYA အင်အားတွေဖက်မှာသင်ကျုံမိထားတယ်ဆိုပုံစံမျိုးနဲ့ဟိုးမှာနော်ဒီပါကဲဖက်ကောနော် အင်အားလည်းထိုးရှင်းထိုးတာဆစ်ထိုးလာတာပေါ့ဆစ်ကြောင်ထိုးလာတဲ့အချိန်မှာအဲ့ဒီမှာ KIA ကအဲ့ဒီမှာရွှေအစင်းသေးစောင်းနေတာဘာဖြစ်လို့လဲဆိုတော့တချိန်ကအဲ့ဒီလွန်ခဲ့တဲ့ပေါ့နော်ဒီလင်းငါလာလောက်ကအဲ့ဒီဘက်မှာ KIA ထိုးထိုးထားတဲ့စကန်တစ်ခုပြန်ပြီးတိုက်ခိုက်ပြီးသူတို့အဝေးခံသွားတယ်ရှိတယ်အဲ့ဒါကို KIA ကနေပြီးအညိုးအတင်းနဲ့စောင်းတာမင်းလာပါစေဒီခါ line ချမယ်ဆိုတော့ဒီခါလက်ကလေးလာတာအင်အားအများကြီးလာတာသို့တော်လည်း KIA ရဲ့ဂျာဖြတ်တိုက်ခိုက်မှု KIA နဲ့ပူပေါင်းဖွဲ့တွေရဲ့ဂျာဖြတ်ချိန်မှုမှုကြောင့်အခုဟာ တဲပြတ်ပြီးရင်နောက်ကိုဆုတ်ပြေးတဲ့အချိန်မှာ KIA ကထက်ချက်မကွာလိုက်ပြီးချိန်မှုန်းနေတယ်နော်ထက်ချက်မကွာလိုက်ပြီးအဲ့တော့စကားကကော်ဖီကွာတယ် KIA ကဒီဗမော်တစ်ခုမှလူအဲဆုတ်ရတာမဟုတ်ဘူးသူတို့ကလူအဲအဲ့ဟုတ်လားနေပြအနေအပြတ်မှာရှာတော့တယ်ဆိုတော့ပေါက်ပေါက်ခိုးတာအမေမသူတို့ထင်တာကဗမော်မှာလူတွေအဲအဲ့ဆုတ်ထတာအေးအေးပါဝင်ပေါ့နော်အင်းအဆူပြီးဗမာကိုထိုးစစ်စင်နေတာစကားခက်နဲ့စစ်တကြအောင်ဆိုပြီးသူတို့အဲ့တော့သူတို့အဲ့ဒီဖောက်ကဲဘက်ကိုထိုးလာစစ်ကြောင်းပဲထိုးမယ်ပေါ့ဗျာအဲ့ဒီချိန်မှာ KAI ကအဲ့မှာအစစ်သေးစောင့်မချတာ တော်များများသေးပါတယ်နော်အခုတဲဆုပ်ပြပြလက်လက်ရိုက်ခတ်ပြအများကြီးကိုကေကသင်းထားတာတွေးရတယ်ဒိတ်မကြခင်တင်းတက်လာပါလိမ့်မယ်နော်ဒီလိုဖြစ်နေတာဒီတော့စကားစားရဲ့လုံးရတယ်ဘာသူဖြစ်နေလဲဆိုတော့ငါမရရေချိုးပြန်မယ်ဆိုတဲ့ပုံစံမျိုးပြောဟုတ်လားဘမောကြိုင်းတဲ့အချိုက်စကလေးတစ်ခုသမီးကတော့အဝေးခံမယ်ပုံစံမျိုးသွားလောက်တာဒီတော့ဒီဖက်ကတင်းတင်းချာချာစောင့်ကြည့်နေတဲ့အချိန်မှာတော့ခွေးဖြစ်တာပေါ့နော်ဒါမျိုးလိုခင်ဗျားသဘောပေါက်ဖို့လိုတဲ့ဒီတော့ဒီနေရာမှာကျွန်တော်ဒီအခု လိုက်ဟောခေါ်နေတယ်ပေါ့နော်ဒီမူးမူးခိုင်နဲ့ဇော်ဘုံဟင်းကြောက်နေနေချင်းပြရယ်ခွေးနဲ့ကောက်ကိုက်ပြီဆိုပေမဲ့ခွေးရှိမတူဘူးဗျမူးမူးခိုင်ကခြိစားခွေးနော်စကားစားလော်ပြီးမုံမုခေကချီစားခွေစကားစားလော်ပြီးဇိုဘုံကပြောမယ်ဆိုခွေထိမှာ elevation လို့ပြောလို့ရတယ်ဒီကောင်ကနင်းနေအဆင်သက်ရှိတယ်နော်ခင်ဗျားတို့သိကြကြကြည်ဇိုဘုံကအဆင်သက်နေနေရှိတယ်ခွေဆိုပြီးမယ်နော် elevation လို့အသုံးပြုရမယ်ဟိုကတော့မုံမုခေကတကယ်ချီစားခွေနော်ဘယ်ချီတို့တွေစားပါပဲနော်ချီဆိုရင်ပြီးပြီး ဲ့လိုစားမဲ့ခွေးမျိုးပြောချင်တာကစားကားစားဘာပဲလုပ်လို့ဟုတ်လားပြည်သူလူထုကိုသက်သက်ပြည်သူလူထုကိုဒုက္ခပေးပေးဟုတ်လားပြည်သူလူထုကိုဘယ်လိုပဲအနိုင်ချင်းချင်းသူတို့ကစားကားစားကားစားကောင်းတယ်မင်းအောင်လိုက်ကောင်းတယ်မင်းအောင်လိုက်ကောင်းတယ်မင်းအောင်လိုက်ဓာတ်ပုံကြီးထောင်ပြီးဖားတာနော်ဖားတာငါဖားကြီးလောက်တာဇော်ပွင့်ကြတော့အဲ့လိုမဟုတ်ဘူးသူကစစ်တပ်တွေကလည်းဘုံမှုရဲ့အစင်းတဲ့ကောင်ထွက်လာတဲ့ကောင်နောက်ပြီးသူရဲ့မျိုးရိုးနောက်ပြန်ကြည့်တော့လဲစစ်တပ်မျိုးရိုးတွေနော်ဒီတော့ဒီကောင်ကပြောမယ်ဆိုလို့ရှိရင်နေတဲ့အစင်းနဲ့ရှိတယ်စကားပြောတာမှသူကအမှန်တရားတွေခြားပြတာ ပါတယ်နော်ဥမာဘောဗျာဒီပြင်ဦးလည်းမှာရှိတဲ့ channel အင်မီ channel တိတ်တဲ့ကိစ္စတွေပေါ့နော်အဲ့ဒီကိစ္စတွေနောက်ပြီးဒီဘယ်လိုပြောမလဲစကားစားပါတယ်ဘယ်တော့ပြည်သူလူထုတရားဒီပြည်အစင်မှုထဲနဲ့ fancy တဲ့ကိစ္စတွေမှာ तू ကအမှန်တရားတွေချပြခဲ့တာကျွန်တော်အများကြီးရှိတယ် तू အမှန်တရားတွေအများကြီးချပြခဲ့တာရှိတယ်အဲ့ဒီကိစ္စကြောင့်လည်းသူ့ကိုစကားစား lobby ချိစားခွေတွေပေါ့နော်ဒီတပင်းအုပ်တော်ချိစားတဲ့ခွေတွေကြတော့သူ့ကိုသိမ့်မကြိုက်ဘူးဗျာ ကျွန်တော်တို့ကဘာပဲဆိုဆို तू ကစကားစလို့ဖြစ်မှာအမှန်တရားလေးချပြအမှန်တရားချပြရှိမှာ तू ကျွန်တော်ကသူတို့ကိုလည်းစပယ်ပေးတယ်ဒါ तू ရဲ့စိတ်ရင်းအမှန်ပဲဘာပဲဆို तू ကစစ်တပ်ရဲ့မိသားစုဖြစ်တဲ့တော့စစ်တပ်ဘက်ကိုအားပေးတယ်ဆိုတော့ကျွန်တော်လက်ခံရတယ်နားလက်ခံရမယ် तू ကစစ်တပ်ကမူမိဖစုကပေါက်ဖွက်လာတာ तू ကိုယ်တိုင်လည်းစစ်တပ်မှာမူထမ်းတဲ့ကောင်နော်အခုမှပြေစီသွားတယ်ဆို तू ထွက်စားနဲ့ထွက်လိုက်တယ်ဆိုတော့ဘာပဲဆို तू ကစစ်တပ်စစ်ကချင်းနေမှာပဲဒါကိုကျွန်တော်ကအမှုမြင်လို့မရဘူးနော်အပြစ်မြင်လို့မရဘူးတော်ကြည့်ရမယ်ဒီကောင်ပြောတာဘာလဲအမှားလေလားအမှန်လေလား အမှားတွေပါတယ်သူကအမှန်တည်းကိုသူကရှားပြတာနော်ပြည်သူလူထုတွေရှားပြတယ်ဟုတ်လားဥမာဘောပြဒီကေစရေးလောက်ကနေမှလည်းသူရှားပြတယ်အများကြီးရှိတယ်ပြည်သူလူထုကိုဟုတ်လားမတရားအနိုင်ကျင့်တဲ့ဒီစကားစားခက်အုပ်ကြီးတွေပြုစိုးလူရနိုင်ကျင့်တယ်လို့သူကရှားပြခဲ့တယ်အဲကြောင့်သူကိုဟုတ်လားစကားစားကိုထောက်ခဲ့ပါဆိုပြီးချီစာခွေတွေကနော်လော်ဘီတွေကသူကိုတိုက်ခတ်တော့ကျွန်တော်တွေးရတယ်အဲ့ဒီမှာကျွန်တော်ကွန်မန့်တွေအများကြီးဖက်ပါတယ်နော်တောင်းတဲ့ကွန်မန့်ဖက်အဲ့ကွန်မန့်တွေဖက်တဲ့ချိန်မှာဇော်ဘုံဟိကိုဝိုင်းပြီးချီစာခွေတွေတိုက်ခိုက်တော့ကျွန်တော်တွေးရတယ် နော်ချီးစားခွင့်အများစုကတိုက်ခတ်တယ်ကိုကျွန်တော်တွေ့ရတယ်ဒီအပြင်မှာရှိတဲ့ပေါ့နော်ဒီတော်လေးဖက်အဖွေတွေတူတာတော့တယောက်သားနှစ်ယောက်သားပေါ့နော်ခွေချင်းကြိုက်တာတော့ဘာညာလည်းတော့ပြောတာပဲရှိတယ်တကယ်ဆိုဘုန်းကတိုက်ခိုက်နေတာသူတို့စကားစအုပ်စုတွေချီးစားခွေတယ်နော်ခွေချင်းမတူဘူးဇော်ဘုန်းကအက်ဒစ်ရှင်နော်ဒီကောင်ကဟလာအဲ့လိုမျိုးတွေရှိတယ်ပြအဲ့တော့ကျွန်တော်တို့ကကြည့်ရမှာကရဲသူဖြစ်ပေမဲ့အမှန်တရားကိုလက်ခံတဲ့အမှန်တရားကိုပြောပြနိုင်တဲ့လူတွေချီးဆိုကျွန်တော်တို့က respect ထားရမယ်နော်ဥပမာပဲဗျာဇော်ဘုန်းကိုဖမ်းမိတယ်ဆိုပါစို့ နော် PDF ဖန်သွားတယ်သူ့ကိုသူ့ရဲ့ဆော်ဝဲခိတဲ့ဟာတွေကိုကျွန်တော်ပြန်ကြည့်ရမယ်နော်ဒါကိုပြန်ကြည့်ရမယ်ဥမာအဖြစ်ပြပြတာပေါ့နော်အခုဥမာပြပြသူရန်ကုန်လာပြီအမှုဆိုင်ရာရင်ဆိုင်ရမယ်နန်ခရီမှာ PDF သူ့ဖန်ရှင်ဖန်မယ်ဖဲလိုက်ပြီဆိုရင်တော့နော်ဒီဖက်ကနေပြီးစာကစားလော်ပီတာဗာပြုတ်လို့ PDF နဲ့ level ချင်းရိုက်ထားပြီးမှအခု PDF စီပူပေါင်းတော့ပဲဆိုပြီး all show all မှာကျွန်တော်ကြိုပြီးပြောထားတာနော်ဒီစကားသူတို့ပြောနေကြစကားတွေစာကစားနဲ့စာကစားလော်ပီတာအဲ့ဒီစကားတွေမကြောက်ကြသုံးတယ်ဟမ် ဥမာသူတို့ကြေးရွာတွေကိုမိရှိုးတယ်ဘုံကျဲတယ်လက်လက်ကြီးပြစ်တယ်နောက်ပြီးသူတို့သတင်းနိုင်ငံသူတို့ပဲသတင်းစာတွေကသူတို့မီဒီယာတွေဘာပြောလဲဆိုလို့ရှိရင်သဘုံတွေကလောက်ပါတယ်သဘုံတွေကဆက်ဖြစ်ပါတယ်ဆိုပြီးအဲ့လိုမျိုးဝါဒဖြစ်ခဲ့အကျင့်ကျင့်ချီးတယ်နော်သူတို့ချင်းချင်းတော့ဟုတ်လားသူတို့ရဲ့ဒီဘယ်လိုပြောရမလဲဒီပြူစောတိအဖွေးစည်းတိကိုတော့ဟုတ်လားအဖက်ခံရတယ်ဆိုပြီးအဲ့ဒီဥငမင်းငမင်းကောက်ဖြစ်ခံနေကြတယ်အဲ့လိုပဲအဲ့ငမင်းကဟုတ်လားဒီတရှင်ကဘယ်လိုလုခိတာဘယ်လိုပြောခိတာဆိုပြီးအပြစ်ဖို့ပြတ်တာသေတဲ့လူကပြစ်ဖို့တဲ့လူတွေရှိတယ်နော် ဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ကဘာပဲဆိုဆိုကျွန်တော်တို့ကလူကိုအမုန်းတရားမရှိဘူးအမှန်တရားနဲ့မကြည့်မယ်နော်ဒီကောင်ကအမုန်းတရားပြောနေအမုန်းတရားပြောတဲ့ကောင်ကိုကျွန်တော်အမုန်းတရားနဲ့သွားမယ်အမုန်းတရားပြောပြန်အမှန်တရားကိုရှာပြလိုက်ဆိုရဲအမုန်းတရားထိမှကျွန်တော်အမှန်တရားကိုနားလည်ပေးမယ်ဒီလိုသွားရတာဖြစ်တယ်အဲ့တော့လက်ရှိဇော်ဘုန်းကြီးနဲ့နော်မူးမူးခဲလို့ကိစ္စမှာဆိုလို့ရှိရင်အဲမူးမူးခဲပြောနေပါလေဘာလဲလဲလူပေါင်းဒီပတ်တိမှာအတွင်းမူးလုတ်ခဲပါလေကိုကကိုဟုတ်လားပနာယူပြီးကိုကကိုရှာပြနေတယ် နေဘာပဲလုတ်ခွင့်လုတ်ခွင့်နေရခြိစားခွေရခြိစားခွေခြိစားခွေဖြစ်လို့လဲဘာမှအရေးရှိမရှိဘဲနဲ့အဆောက်ထည်ကအခန်းကြီးကပေါ်နေတာလေဟုတ်လားလှုပ်နေအော်နေတာဇို့ဘို့ဟိတွားတာပဲကျွန်တော်မြင်ရတာပဲဟုတ်လားမန္တလေးတွားလိုက်ပြည်ဦးလင်းတွားလိုက်လိုက်တော့ခိတာပဲသူအတိုက်တာတစ်ခုထိဟမ်မူးမူးကလေးတို့အဲ့ဒီဆက်ကစားအုတ်ချုပ်အောက်ကထွေးရတာပြင်ကိုတွားကြည့်လေအဲ့ဒီအမြင်လဲနေကိုတွားရလာမတွားရဘူးဘာဖြစ်လို့လဲအမြင်လဲလို့လို့ဟုတ်လား ကဲဖာရဖာဖာပြီးစကားစားဘာပဲလုံးလုံးဘာပဲလုံးမနေမင်းချင်းချင်းဘာပဲလုံးလုံးသူက yes yes ပြောနေအမျိုးသားတွေကပါတယ်ဒီဇိုဘုန်းကြီးဆိုတဲ့ decision ကိုရတော့အဲ့လိုမဟုတ်ဘူးဟုတ်လားဒါကအယုဒါကအသားဆိုတော့သူကနင်းနေရှားပြတာရှိတယ်ဒါလေးကိုတော့ကျွန်တော်နားလေပြဖို့လိုတယ်တော့အဲ့တော့ကျွန်တော်ကရင်ဘုမကရင်ပြဖို့ချီလို့တယ်ကရင်တွေကအခုနောက်ပတ်ကျတော့မျိုးတွေမသိတော့သူတို့ပြောတယ်လို့ပေါ့နော်မျိုးမသိတော့ဘူးကရင်ပြဖို့ရှိတယ်စကားစားစကန်တော်တော်များများလိုက်သိတာ ဲ့တော့စခန်းနေမချီးဘူးဆိုလို့ချင်းရင်အဲ့ဒီပဲဝန်းကြီးတအားလွယ်ပြောက်ပြီးရင်မျိုးလေးတစ်မျိုးထင်းမှာမြညာဥမာရဲစဲထိုင်ပြီးအဲ့ဒီမျိုးလေးတစ်မျိုးမှာအုပ်ချုပ်လို့ဘာလည်းမရဘူးအုပ်ချုပ်ရင်းနဲ့ဘာမျိုးလေးတစ်မျိုးအုပ်ချုပ်ရတာမဟုတ်ဘူးမျိုးနဲ့ပတ်သက်တဲ့နေတွေကိုအုပ်ချုပ်မှအုပ်ချုပ်ရင်းနဲ့ပြပြနေအဲ့ဒီတော့လက်ရှိ KNU KNU နဲ့ပေါ့နော် KNU နဲ့ပေါ့နော်ဒီတဲပုံးသူလုံးနေတာကလည်းတစ်မျိုးတစ်ပါးကြည့်မယ်တော်တော်ကောင်းတယ်လို့ပြောရမှာဟုတ်လားစကားစားသူထိတ်ထုတ်တဲ့နေမြေအားလုံးကိုကြည့်ရင်ဒီကြည့်ပြပလက်လွတ်နေရတယ်ကျွန်တော်မြင်နေရတယ်เนาะအာခဏနေ viewer scan ဒီခါလေးတော့ google scan scan နဲ့မြရတော့ကိုကန်နေပူပဖွေးတွေကပေါ့နော်ကန်နေနဲ့ပူပဖွေးတွေကသိမ့်ပိုက်တော့တွေးရတယ်အဲ့တော့သူတို့ကအထူးပူရတဲ့ဘာကျင်ခင်းနေဆိုလို့ချင်အလေးမှကွက်ကွက်လေးမျိုးလေးတွေပုံမှာပေါ့ဥပမာမြားဝတီတို့လို့ဟုတ်လားအဲ့လို မျိုးလေးတွေပုံမှာကွက်ကွက်ကွက်ကျင်တော့တယ်ဒီတော့ဒါလည်းတော့နော်အဲ့လိုဒီဘယ်လိုပြအသားလေးကလောက်ထက်မောင်ချစ်သူတို့လိုအုပ်စုနဲ့ပေါက်ပြီးခုခံနေလို့တကယ်လို့ကမောင်ချစ်သူတို့လိုအုပ်စုနဲ့ပေါက်ပြီးခုခံဘူးဆိုလို့ချင်ဒီချင်းဆိုရင်ကိရင်ပြမှာလဲဆက်ကဆာကင်းစင်တလောက်ဖြစ်နေပါပြီနော်ဒါလေးတော့ကျွန်တော်ထေတော့ပြောချင်တာ အာနေအာနေချက်တခုကတော့ဒီကျွန်တော်မနိုင်ငံတောက်ပိုင်းမှာဆိုလို့ရှိရင်မွန်ပြည်တွေကအာအာအနေဆုံးပဲနော်တော်လည်းလုံးဝမရှိခဲ့တဲ့ဒဝေတွေဘိတ်တွေတော့ဆော်နေကြတာနော်စကားဆောက်အကြည့်ကြည့်ဆော်တာဆက်လေးကိုတွေ့ဆက်လေးနဲ့ရှာဖို့လိုက်ရှာနေတဲ့အချိန်မှာဒီကျွန်တော်တို့တစ်ချိန်ကနော်ဒီလက်နက်ကြီးအင်အားလက်နက်ကအင်အားကြီးခဲ့တဲ့ KNU နဲ့ဒိတ်လူသွားခဲ့တဲ့မွန်ပြည်တိတို့ဖွေးတွေဟာအခုချိန်မှာဆိုလို့ရှိရင်အရန်ကိုနော်မွန်ပြည်တွေကစိတ်မကုတ်စရာတခုဖြစ်လာကိုကျွန်တော်များတယ်ကိုတွေ့ရတယ် နော်တော်လည်းရင်းမှာတကယ့်ကိုအားနေပါတယ်ဘာဖြစ်လဲမော်လူမျိုးတော်တော်များများဟာလည်းရှင်းရှင်းပြောပြတယ်မော်လည်းမြေပါဟာမော်မြေနဲ့မျိုးတော်ဆိုပေမဲ့မော်တွေမှာမွန်စကားတက်တူမရှိဘူးနော်အဲ့ဒီမှာအဲ့လိုလူမျိုးရောတွေကြီးပဲရှင်းရှင်းပြောမယ်ဆိုရင်ဒီမွတ်စလင်တွေပုံများသွားတယ်နော်မွတ်စလင်တွေများတယ်မာတွေများအခြားတွေရောက်လာတယ်တို့နဲ့သူတို့မှာတကယ့်ကိုဒီတော်လည်းကလာရောက်လာတဲ့ရှိမှာသူတို့မှာဘာမှလုပ်လို့မရဘူးမော်မြေနဲ့မျိုးတော်လို့သင်မထားပြီဘာမှလုပ်လို့မရဘူးနော် တကယ်လက်လက်ကဖွေးစည်းဖြစ်ခဲ့တဲ့ဝင်ဝင်ပြည်သေးပါတီဆိုတာလေဟုတ်လား စာကစားတဲ့ငင်းချက်ညင်သွားတဲ့အတွက်နဲ့နောက်ထပ်လူငယ်လူရွယ်တွေဟာတော်လန်ရေးမှာဘာမှမလုပ်နဲ့အဲ့တော့ထိုက်ထွက်မလေးထွက်ထိုက်ထွက်ထိုက်မှာဆိုခင်ဗျမွန်ရော်တွေပါရှိတယ်အဲ့တော့မွန်တွေအတွက်ကျွန်တော်ကစိတ်မကောက်တော်လန်ရေးမှာပေါ့နော်ဒါပေမဲ့အခုတော့ပြန်ပြီးစူးစီးနေတယ်ကိုကျွန်တော်တွေးရတဲ့အတွက်နဲ့စူးစမ်းဖို့လိုတယ်လို့မွန်တွေကိုချန်ပေးရှင်တယ်အဲ့တော့ရှင်းပြနေတဲ့ပတ်သက်တဲ့ထိုတနေ့ကပြောတဲ့အကြောင်းပါလေအဲ့လိုပါပဲဟုတ်လားကိုမျိုးစစ်တမျိုးစစ်တမျိုးလားမသိရှိတယ်ကျွန်တော်ခေါင်းထဲပြောကိုမျိုးလားမသိဘူးเนาะဒါစစ်တမျိုးလားမသိရှိတယ်ဒီကြရမှာတော့ကိုမျိုးလားမသိဘူးအဲ့တော့ ဲ့လိုမျိုးလေးဟိုလာနင်းနေပပရှိတဲ့မျိုးလေးတွေကိုတော့ဟိုလာအဲမျိုးလေးဆိုပေမဲ့နော်တချင်းပြနေရတာတောက်ကုန်းတောက်တဲ့ထဲမှာရှိတဲ့ဒီမျိုးလိုအမြင်ခံရတဲ့အရာတစ်ခုပါရှိသလားဘယ်လိုပြောမလဲလက်မဆက်သူရဲ့အပြီးမျိုးအင်္ဂါတိုင်းကြီးမဆိုရင်လည်းလာဟာခါကလေးကလေးတော့လားအဆုံးမဝင်ဘူးထားပါတော့ကလေးကဒုတိယမျိုးလုံးသိဘူးเนาะအဲ့လိုမျိုးတော့ကလွေးပြီးအကျန်တဲ့နေရာတွေကမျိုးစုတွေပြင်မဲ့အရန်ကိုเนาะဒီကျွန်တော်တို့ဒီပြင်မာဖက်ကမျိုးတွေဆာမယ်ဆိုလို့ရှိရင်အရန်ကိုခွာချပါတယ်เนาะဒီလိုမျိုးဟာတွေမျိုးနေရာတွေမှာတော့ကို in coach မှာတော့စကားစကိုမောင်းထုတ်ဖို့အတွက်စူးစမ်းနေတဲ့စီပြီးတော့ဖွေးစီမျိုးကိုနောက်ကနေပြီးဟာရှုံခိုတိုက်ခိုက်တာတော့တော့နောက်ကနေပြီးဓာတ်နဲ့ထုတ်တာလုပ်တဲ့ CNA CNF ကပြောလိုက်တော့တန်ကြီးတန်ကြီးတော့အရင်ထွက်တယ်ဟမ်မိုးလုံးလေလုံးမိုးလုံးလေလုံးအဲ့ဒါအရင်ထွက်တယ်လက်တွေ့မှာဘာမှရှိမဲ့လူထွက်မလုပ်ပေးနိုင်ဘူးချင်းလူတူတွေမလုပ်ပေးနိုင်တဲ့အပြင်ချင်းလူထုကဒုက္ခပေးခဲ့တာနော်ကျွန်တော်နဲ့ရင်းနှီးချင်းနေရှိတယ်ဒီမှာကလေးတို့ဟာကလေးတို့ဟာချင်းနေရှိတယ်ဟုတ်လားခင်ဗျားတို့ နော်လွန်ခေတဲ့စင်နေဝန်းကျင်တော့ကတော့ဟိုသူတို့ပြော169စက်ထားပါလားကျွန်တော်နဲ့ရင်းနေတဲ့အမျိုးသမီးပြောပြရမနော်ညှိချက်ယူတဲ့ကာလာတွေမှာရှင်းပြနေမှာဝင်လဲဝင်လဲရှာရှာခါလို့ကလစ်မင်းတဲ့လို့ပြောတော့အဲ့နေရာတွေမှာဝင်ပြီးစက်ကြီးကောက်တယ်တအိမ်ဘလောက်ဘလောက်ပြစက်ကြီးကောက်တယ်နော်နောက်ပြည့်ရလက်ဖဲဆိုတော့စက်ကြီးကောက်တယ်ခါမှာပစ္စုထုတ်ပြီးဝင်လာတယ်လက်ဖဲတွေတောက်တယ်ပိုက်ဆံတောင်းရပါရနာရိုက်တယ်အနိုင်ကျင်းတယ်အဲ့လိုမျိုးမင်းတို့ကအနိုင်ကျင်းပြီးလန်ဒန်အောက်ကအနိုင်ပြည်သူတို့အနိုင်ကျင်းခဲ့တဲ့ကောင်တွေ လက်ရှိ2021ဒေါ်လာကြီးဖြစ်လာတဲ့အချိန်မှာသူတို့ကနေရာရမလားဆိုပြီးလုပ်တဲ့အချိန်မှာသူတို့ကအထက်ပုံပြီးအင်အားတောင်းပြီးပုံပြီးလုံနိုင်တဲ့ CP လို့ဖွဲ့စည်းပေါ်လာရှေ့ပြတဲ့ပေါ်လာတဲ့အချိန်မှာတအားကိုသူတို့ခံပြင်းသွားတာငါတို့260 260 260ကိုဘာသာကမရှားတော့ဘူး260 260လို့ပြသူလူထုတဲ့ဘာမှကောင်းချုပ်မပေးတဲ့ဖွဲ့စည်းဘာလို့မှတော့နော်အဲ့တော့ချင်းလူထုကလက်မခံဘူးခင်ဗျားပြောဟာကဟာကလက္ခဏာမဟုတ်ဘူးဟာကမှနင်းနေပပလာတော့ရှိတာနော်သူတို့ပြောတာဖလန်းလို့ကလေးတို့လုံးဝလက္ခဏာမဟုတ်ဘူးအခုဆိုပုံဆို့ပေါ့ညဗျာ CNDC အဖွဲ့ရှိတဲ့အခြားလူမျိုးဥပမာမင်းတန်တို့နော်ကလေးတို့ဒီမတူပြည်ပရှိတဲ့လူနော်အဲ့ဒီမျိုးသားတွေကိုဆိုလို့ရှိရင်မရာထူးလို့ရှိပါတယ်ဒါပေမဲ့အဲ့ဒီကိုရှေ့တန်းလွတ်တယ်သူတို့ဘက်မှာဘာမှရာထူးပါနဲ့မရှိတဲ့အရေးလေးတဲ့ကောင်တွေကနောက်တက်မှာထားပြီးဟုတ်လားအဲ့လိုလူမျိုးလူမျိုးကြီးခွဲခြားပြီးလုပ်တဲ့ကောင်တွေအများကြီးပြောတာလို့ရှိရင်ဟုတ်လားအရာရှိဥပမာပြောပြမင်းတန်သားကအရာရှိဖြစ်ပြီးအဲ့ဒီဟာခါဒီ CNDC အဖွဲ့မှာအောက်ကလက်အောင်နေတော့ဆုံးမကြီးတော့အပေါ်က စီအန်ဒီစီအန်ဖက်ကအပေါ်ကကုန်ဟာခါသားတွေကမင်းဆုံးမကြမလို့ငါရောဆိုတာဆိုအဲအဲ့လိုမျိုးတော့အနိုင်ကျင်းတာနော်အဲ့တော့စီအန်ဒီစီအန်ဘယ်လိုအင်အားကြီးထွက်လာနိုင်မလဲအင်အားမကြီးဘူးအင်အားမကြီးပဲဒီဘက်ကစီပီအင်အားကြီးချင်မှအဲ့ဒါမနာလို့ဖြစ်ပြီးရင်တိုက်ခိုက်တော့တာပဲဒါချင်းပြင်းတဲ့လက်ရှိအဖြစ်အပျက်တွေကိုမြင်ရတာဖြစ်တယ်အဲ့တော့ခရခရမှကြီးမလို့အဲ့ဒီတော့ KNDF နော်အဲ့ဒီကဖွေးစီကနေပြီးအခုဆိုလို့ရှိရင်အခြေကသူတို့ကတော့ဒီဒီလွယ်ကောကိုသိမ့်ဖို့တော့ကြိုးစားကြိုးစားခဲ့တာပေါ့နော်လွယ်ကောကိုသိမ့်ဖို့ပြီးမဲ့ဒါပေမဲ့သူတို့ကလက်နဲ့အင်းကလူအင်းက ဘယ်လိုပြောမလဲအတွေးကြုံရပါတော့နော်အထိခိုက်တိငြိမ်သွားတယ်အခုချက်ပြန်ပြီးဖွေးစည်းပြီးသူတို့ဟာဟုတ်လားတည်တည်တတ်တတ်ပြန်ပြီးဟုတ်လားလုံထားတဲ့အတွက်အခုက loyal ကိုအခြေအနေပြန်မကောင်းဘူးစကားစားတို့ရဲ့ loyal ဒုက္ခရောက်နေပြီကျုံနေပြီခေါကောင်းနေဝင်ပြီးဟာနေမျိုးစံကျုံနေပြီအဲ့တော့ loyal ဘက်ကလည်း loyal မိုးပြဲအဲ့ဘက်ကလည်းအင်အားထိုးပြပြနိုင်ဘူးဒီဘဘောကြမကြတော့မယ်ဆိုပြီးဟိုလာလေရင်လည်းလာချက်လူ90လူ90ပဲလုံးလို့ရမှာတော့ဟမ် လူ600 900ကိုတော့ဝင်ပြီးတိုက်ပြီးတက်ပလိုက်တာချင်းလိုက်ကြဒီကေကအဲ့တော့လူ80လာချက်လို့အဲ့ဒီအထက်မှာအရင်ရှိတဲ့လူ3 4လောက်ရတယ်ပုံရင်း5 600ကဒီထက်ဒီထက်ပုံမှာမဆိုးဘူးအဲ့တော့အဲ့ဒီလူ5 600ဆောက်ဖို့တဲ့ဒိခါတွေလက်နဲ့တွေနေစတိုက်ပွဲဖြစ်နေကျေးဆက်နေကုန်နေတာပဲလေပူချဖို့တော့သူတို့မှအဆင်မပြေတော့ဘူးအဲ့ဒီတော့ဘာလို့လဲပြဿနာချတယ်စကားစကားလူမျိုးရေးပြဿနာချလိုက် ဒီဥမာ interview တမှာဆိုလဲပြောပြောတဲ့ဟိုနိုင်ငံတကာကိုကျွန်တော် message ပေးခဲ့ပါတယ်ဟာကျွန်တော်တို့က democratic democracy နဲ့သွားမယ်ဟုတ်လားနောက်ပြီးဟုတ်လားဒီမြန်မာနိုင်ငံကို democracy အသွင်ပြုပြောင်းလုပ်မယ်အဲ့ဒါကိုမင်းအာနာသိမ်းတယ်မလားအာနာမသိမ်းလည်းလုံလို့ရတဲ့ကိစ္စကြီးလေမင်းတို့ပြောလိုက်တယ်ဒီပါလေလေအဲ့ဒီဟိုကောင်ဒီကောင်ချီသေးတယ်အဲ့ဒီချွေးဆိုင်ပတ်ချက်တော့သက်သက်ခိုင်ဟာသက်သက်ခိုင်အဲ့ဒီမင်းကပြောခဲ့တာတော်နေရေးဖွဲ့လည်းလည်းဆွမ်းပါတဲ့စကားစားလည်းလည်းဆွမ်းရမှာ စကားစကားလည်းနဲ့ဘာဖြစ်စကားစကားပြည်သူလူထုကိုကြိုက်တာဖွေးစည်းဖြစ်နေတယ်စကားစကားလည်းပြည်သူလူထုကိုကြိုက်လာမကြိုက်လာဆုံးဖြတ်ပြီးရင်အဆုံးဖြတ်ယူကြည့်လေလုံရည်လာလို့ရခိုင်မှာကကျွန်တော်တို့ဒီဘုချုပ်ထက်မြောက်ပြောခဲ့တယ်လို့ပေါ့ကဲစကားစကားနဲ့အားထားတော့လေခိုင်မှာဘသူကိုကြိုက်လေလို့မေးမေးဖို့ထောက်ပဲလုံရည်လာအဖက်မှာပြောက်တယ်ကြောက်တာကြောက်တာတုံတာတုံတာနော်အဲ့လိုပဲရခိုင်မှာမဟုတ်ဘေးနေရာဖြစ်ဖြစ်မြန်မာနိုင်ငံအလေးပဲဗမာပြည်ထိပ်ပါလုံကြည့်စကားစကားကြိုက်တာတော်လိုင်းဖွဲ့ကြိုက်တာတော်လိုင်းဖွဲ့ကြိုက်ပြီးမေးနိုင်မှာ တော့လုံတက်ကြွက်လိုက်တာကအယူရှိပဲလားချောက်ပြောမနေခင်ဗျားလေနော်စောက်တလွေတွေပြောတဲ့စစ်တပ်ဆိုတာမြန်မာနိုင်ငံမှာနိုင်ငံတိုင်းမှာရှိတယ်အဲ့ဒီစစ်တပ်ပါလေနိုင်ငံမှာအခြေအနေမတိမ်ငြိမ်ဘူးဆိုထင်းသိမ်းရမယ်နောက်ပြီးရင်ဟုတ်လားလာတော့ရက်ပတ်နေအပြင်မှာပေါ့နော်၃လငါးလားအပြင်မှာပြန်ပြီးဒီနိုင်ငံကိုဟိုဒီပါတီစုံသွားရမယ်အခုကမဟုတ်ဘူးအာနာလိုရှင်တို့နဲ့အဲ့ပါတီစုံရထားတဲ့အာနာကိုလူလူတယ် လူယူပြီးပြည်သူလူကမင်းကိုငါတို့မတိုင်းဖို့ပြောလို့ရှိရင်အဲ့ပြည်သူလူကိုသဲဖြတ်တယ်ဒုက္ခနေဆုံးမြေမျိုးဆုံးပေးတယ်နောက်ဆုံးအဆင့်သူတို့မှာဟောမရှိရတော့နဲ့လူအင်အားမရှိတော့အဲ့ပြည်သူလူတို့ကအတင်းကျဥပဒေပြားပြီးပြန်ပြီးဆွေးထိပ်ပြီးအဲ့ပြည်သူလူရှိချင်းသဲခိုင်းတယ်နော်ဒီလိုအောက်တန်းကြတဲ့အပွေအစီတစ်ခုကိုဘလို့လက်ခံလို့ရမလဲအဲ့ဒီဟာကိုလက်ခံတဲ့ကုံတွေကဘလောက်ထိအောက်တန်းကြတဲ့စဉ်းစားအဲ့ဒီအောက်တန်းကြတဲ့ကုံတွေအောက်တန်းကြတယ်အောက်တန်းကြတဲ့လူကိုအစင်တန်းမရှိတဲ့လူကိုထောက်ခံတဲ့လူတွေကအစင်တန်းမရှိတဲ့လူတွေဆေးစားတော့အစင်တန်းမရှိတဲ့လူတွေဖြစ်တယ် တာခင်ဗျားသဘောပေါက်ခုလို့လေနော်အဲ့တော့မန္တလေးမန္တလေးအခြေအနေမကောင်းဘူးဟုတ်လားရန်ကုန်အခြေအနေမကောင်းဘူးရန်ကုန်မှာတရင်းတွေထွက်လာတယ်ဟုတ်လားဘာဖြစ်လဲရန်ကုန်မှာညာတော်လာတဲ့လူတွေကိုဘာဖြစ်လို့လုပ်တယ်ဆိုတော့စာကစားတရင်းထုတ်တယ်ဆိုတော့မင်းတို့ဟုတ်လားစစ်တပ်ကဘာတက်တဲ့လူတွေအပြင်မထွက်နဲ့ဘာဖြစ်လို့လုပ်ဆိုတော့ညာရေးလှုပ်ရှားလာတဲ့အခါသူတို့ကကြောက်တယ်ဟာဘယ်ငါတို့ကိုတက်ဝင်ပြတော့ခုနကဝင်ပြတော့မလားအဲ့ဒါကြောင့်သူတို့ကလူတွေမထွက်ပဲရှင်းရှင်းလင်းလင်းဆိုသူတို့နင်းနေစိတ်သက်သက်တာရယ်ပေါ့ဗျာအဲ့ဒါကြောင့် မသိရင်ပဲညာထွက်ရေပေါ်တာဆွေးပဲပုံစံမျိုးသူတို့ပေါ်တာဆွေးမပေါ်တာဆွေးမှာထက်လာပြစ်မှာကြောက်နေတာရန်ကုန်မှာအဲ့ကြောင့်ဒီတော့အမေထုတ်ပြန်တာတွေ့ရတယ်မန္တလေးမှာလည်းအရှင်တွေမကောက်ဘူးရှင်ကြီးပြမန္တလေးမှာတရုတ်တွေများတယ်ဗမာလူမျိုးတွေသိမရှိဘူးနော်မွတ်စလင်တွေများတယ်အဲ့တော့မန္တလေးကိုဗမာတွေဝင်လာမှာကိုလည်းအဲ့တရုတ်တွေကဆိုးရင်းနေတယ်ဟမ်ရှင်ကြီးပြောမယ်ဆိုရင်မြမပြည်ပါနေတဲ့တရုတ်လူမျိုးတွေကိုမြမတွေကမမုန်းဘူးပြေပန်းကရှင်ကြီးကြီးမင်းတို့တရုတ်တွေကိုမုန်းတယ် တရုတ်နိုင်ငံကိုမုန်းတယ်အဲ့တော့မြန်မာပြည်ထောင်ရှိတရုတ်ကဆိုးရင်လေတချို့ကမြန်မာနိုင်ငံထဲမှာနေပြီးမဲ့ဖို့လို့မရှိဘူးနော်အဲ့တော့ပြဿနာဖြစ်လာရင်သူတို့ကဒုက္ခရောက်မှာဆိုးရင်တွေ့နေမန္တလေးမှာလည်းအဲ့လိုပဲတရုတ်နဲ့တရုတ်နဲ့ပါတဲ့တဲ့လူတွေကစာကစားဖောက်ကိုကြိုးကြိုးပေးထားတာကိုကျွန်တော်တွေ့ရတယ်နော်ဒါလေးကိုလည်းမြန်မာတော်လှန်ရေးဖွင့်နေတဲ့တတိထားဖို့လို့လည်းမြန်မာနိုင်ငံမန္တလေးထဲမှာရှိတဲ့တရုတ်တွေကိုကျွန်တော်တို့ကနော်ပိတ်ယုံချူတော့မရဘူးဘာဖြစ်လို့သူတို့ကစာကစားပြီးမှသူတို့လွယ်လွယ်လပ်လပ်နေလို့ရမယ်ဆိုတော့သူတို့အတွေ့ခေါ်တွေရှိတယ်အမှန်မှန် မြန်မာနိုင်ငံတွေမှာတည်းရှိတဲ့တရုတ်တွေဘယ်တရုတ်လူမျိုးကိုမဆိုမြန်မာနိုင်ငံသားတွေကနောက်ချက်ပေးတာမရှိဘူးဒုက္ခပေးတာမရှိဘူးဒါပေမဲ့ခင်ဗျားတို့ကအနောက်ချက်ပေးအောင်လုပ်လိုက်ရင်တော့မြန်မာနိုင်ငံသားတွေကသိတဲ့တိုင်းပဲเนาะလူမျိုးရေးဘာသာရေးဇာရှိတယ်ဆိုတော့ပြန်သိဖို့လိုတယ်ဒါတို့ကျွန်တော်ကျန်ပေးတာပါเนาะအလုံးဒီနေရာကိုပြောချင်တာတခုကရခိုင်ပြည်သားမှာဖြစ်ပွားနေတဲ့အဖြစ်ပြက်တွေကိုဟုတ်လားသင်ခန်းစာယူပါပြည်တော်နဲ့ဖွင့်မဆိုရခိုင်ပြည်မှာအခက်အခဲတွေဒုက္ခတွေနေမျိုးစုံရှိတဲ့အခက်အခဲတွေ ဒုက္ခတွေကိုရင်ဆိတ်ခံနေကြရတယ်ပြည်သူကအဲ့လိုပဲတေဆောင်ရဲ့ဥပဒေတေဆောင်ရဲ့ကျဲမာရဲ့ပညာရေးတွေကိုဟိုလားအခါတည်းတော့နေပြီးကိုနိုင်သေးဖက်ကနေပြီးပြည်သူတို့ပူပတ်ပြီးဆောင်ရွက်နေတယ်အဲ့တော့တော်ဝင်းဝင်းအလိုလိုအမျိုးသမီးကတိကအမျိုးသမီးတယောက်ကပညာတဲ့အမျိုးသမီးတယောက်ကအခါတည်းတော့နေလာရပူပတ်တယ်ဆိုလို့ရှိရင်ဒါတကယ်သူရဲ့ကောက်တကယ်ကောက်တော်တဲ့အမျိုးသမီးတယောက်ဒီခေလူမျိုးတွေပဲကျွန်တော်သတ်မှတ်မယ်နော်ဂုံယူရမယ်ဒါကျွန်တော်အခါတည်းတော့ထုတ်ပြချက်ကျွန်တော်တီးရမယ်ဟုတ်လားမဟုတ်လားဆိုတာကိုနော် အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ဆက်ကဆာနေရပြီဆက်ကဆာနေပြီလွှဲလိုက်တဲ့သူ့ချိုးပုံစံမျိုးနဲ့ဆိုရင်ကျွန်တော်တို့တော်တော်နေနဲ့နာနောက်ကျုပ်ကိုဒါနဲ့ထုတ်ဖို့ကိစ္စကိုကျွန်တော်ကလက်ခံပြီးတော့မရဘူးစစ်စစ်ရမှာဖြစ်ပါတယ်နော် PDF တွေဖန်ဆီစစ်ထားရင်လည်းစစ်စစ်ရမှာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်ကဆုတောင်းတာကဆက်ကဆာထုတ်ပြန်တဲ့တတိယအမှန်တိုက်ဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပေးတယ်အကြောင်းမြန်မာနိုင်ငံမှာရခိုင်ပြည်သားမှာမြန်မာနိုင်ငံတနင်္ဂနွေမှာရှိနေတဲ့ရခိုင်လူမျိုးတွေနော်ဒေါ်ဝင်းဝင်းအုပ်အတူယူကြပါဒေါ်ဝင်းဝင်းအုပ်တဲ့အမေရိကန်အားခက်တော်တော်ပို့ဖို့တဲ့လူမျိုးဖြောက်လာကျွန်တော်တို့ပို့ဖို့ဆောင်ရွက်ဖို့အတွက် ားလုံးအဲ့လိုမျိုးစန္ဒရှိကြပါတော့အကျံပေးရင်းနဲ့ဒီနေ့ဒီလောက်ပါပဲ